ဦးဇင်းတို့10မိနစ်ခန့်လောက်တရားနှလုံးကျင့်သုံးကြပါမယ်။တရားထိုင်ကြပါမယ်။လိုရှင်တတ်မှတ်တဲ့စိတ်တွေကင်းစင်နေတဲ့အချိန်တွေမှာမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကိုဘာဝနာတရားနဲ့ပူဇော်သောအဖြစ်ဓမ္မနဲ့ပူဇော်ကြပါမယ်။တရားထိုင်တော့မယ်ဆိုတော့ဣရိယာပုတ်ကအရေးကြီးပါတယ်။ မှန်ကန်တဲ့ဣရိယာပုဂ္ဂိုလ်ယူပါတခါကြီးတခါမကြီးတို့တွင်တရားအထုတ်နေကြပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်အထူးပြောနေစရာတော့မလိုပါဘူးတင်ပလင်ခွေထိုင်တဲ့အခါမှာခြေထောက်ကိုထက်ပြီးတော့မထားပါနဲ့ခြေကိုခြေစင်းနောက်ဆင့်ထားပါခန္ဓာကိုယ်ကို ဖြောင်းမက်စွာ ထားပါဖြောင်းမက်တယ်ဆိုတာက ုတ်ဆောင်လေးထောင်ထားသလိုမျိုးမဟုတ်ရပါဘူးပုံမှန်အနေထားလေးထိုင်နေသလိုမျိုးထိုင်ရမယ်လို့ဆိုလိုတာဖြစ်ပါတယ်ခန္ဓာကိုယ်ကြီးအပေါ်ပိုင်းကိုတင်းပြီးတော့မထားပါနဲ့ပုံမှန်ထိုင်နေတဲ့အတိုင်းထိုင်ပါလက်နှစ်ဖက်ကတော့ဆင်ပြေသလိုထားလို့ရပါတယ်ထပ်ပြီးတော့ထားချင်ရင်လည်းထားပါမထားချင်ရင်လည်း ပေါင်လေးပေါ်မှာတင်ထားလေရပါတယ်မျက်နာကိုဟိုဘက်ဒီဘက် ဆောင်းပြီးမထားပါနဲ့ပုံမှန်အနေထားလေးထားပေးပါဣရိယာပုတ်ကိုမျှတစွာပုံမှန်အနေထားထားပြီးပြီဆိုတော့အာနာပါနကမ္မထံစီးဖြန်ပွားများကြပါမယ်အာနာပါနကမ္မထံပွားများတဲ့အခါမှာနာသီးဖြာမှာ ထွက်လေဝင်လေကိုတတိနဲ့စောင့်ကြပါထွက်လေဝင်လေဟာမတူညီပါဘူးရှူရှိတ်လိုက်တဲ့လေဟာအေးအေးလေးဖြစ်ပေမဲ့ရှူထုတ်လိုက်တဲ့လေဟာ ပူနွေးနွေးသဘောကို ခံစားရပါလိမ့်မယ်အဲ့ဒီမိမိရဲ့ထွက်လေဝင်လေကိုတတိနဲ့စောင့်ကြပြီးညံနဲ့ဆင်ခြင်ပါ စိတ်ကိုတင်းပြီးတော့မထားပါနဲ့နှာသီးဝါးကထိပြီးထွက်သွားတဲ့လေ ဝင်သွားတဲ့လေကိုတတိနဲ့စောင့်ကြည့်ပါ ဝင်လေလေဝင်တိုင်းသိထိရင်လေထိတိုင်းသိထိတဲ့သဘောကိုသိအောင်မှတ်ပါထိတာကိုစိတ်ကနေရွတ်ဆုံနေစရာမလိုပါဘူးစိတ်ကနေဝင်လေလေဝင်တိုင်းသိ ထိရင်လေထိတိုင်းသည်ထိတဲ့သဘောလေးကိုတတိနဲ့စောင့်ကြည့်ပါအာယုံတပါစိတ်မသွားပါစေနဲ့ထွက်လေဝင်လေကိုတတိနဲ့ကဲပြီးစောင့်ရှောက်နေတဲ့အချိန်မြင့်နှောတဲ့ကိလေသာ အကုသိုလ်တရားတွေဖြစ်ခွင့်မရပါဘူးအဲ့ဒီအချိန်ဟာငြိမ်းချမ်းနေတယ်ငြိမ်းချမ်းကြောင်းတရားတွေကိုနေရာပေးထားလို့စိတ်ဟာ ငြိမ်းချမ်းနေတာပါတတိဝီရိယနဲ့မိမိရဲ့စိတ်ကလေးကိုထိန်းចောင်းပါဒီစိတ်ကပဲငြိမ်းချမ်းအောင်လုပ်ပေးနိုင်တယ်လို့ဒီစိတ်ကပဲစိတ်ပူလောင်အောင်မငြိမ်းချမ်းအောင်လုပ်ပေးနေတာပါဒါကြောင့်မိမိရဲ့စိတ်ကလေးကိုတတိဝီရိယနဲ့စောင့်ကြည့်ပါ စိတ်ကငြိမ်းချမ်းနေရင်ဘဝဟာ ငိမ့်ချမ်းနေပါလေ။လေကိုရှူလိုက်တော့ရုပ်ရှူရှင်တာကနံနံနဲ့ရုပ်ပါလား။နံကနံတက်တက်ရုပ်ကရုပ်တက်တက်ပဲ။တတိမလွတ်ပါစင်နဲ့။ညံမှာကွေးပြအောင်သုံးသက်ပါ။ဝင်းလေကိုတတိနဲ့ရှူပင်းထွက်လေကိုတတိနဲ့ရှူထုတ်အဲ့ဒီလိုရှူသွင်းရှူထုတ်လုပ်နေရင် နာနဲ့ရုပ်ကိုခွေပြီးတော့ညံမှာပို့အောင်သုံးသက်ပါနာနဲ့ရုပ်ကိုမတိခေးလို့ဒါငါရုပ်ငါနံလို့ဆွေးခေးကြလို့တန်တရာကြီးမှာနစ်မွန်းခေပောင်မနေတော့ပါဘူးအာနာပါနထွက်လေဝင်လေ ရှုမှတ်နေရင် အကြောင်းအကျိုးကိုယ်အောင်လုပ်ပါလေကိုရှုရှင်းတာအကြောင်းရှုလိုက်တာက အကျိုး အကြောင်းကြောင့်အကျိုးဖြစ်နေတာပါဘသူကမှလာပြီးဖန်တီးနေတာမဟုတ်ပါလားအကြောင်းအကျိုးကို မသိလို့တရားတွေဟာလမ်းလွေလမ်းမားကိုရောက်ကြရတာပါအာနာပါနအလုပ်ရင်းပဲအကြောင်းအကျိုးကို သုံးသပ်ပါခုလိုတရားမှတ်နေရင်းနဲ့ယောဂီတို့ရဲ့ခန္ဓာကိုယ်မှာဝေဒနာတွေပေါ်လာနိုင်ပါလေရုပ်သဘောတရားရဲ့ ဖောက်ပြန်ပြောင်းလဲမှုတွေပေါ်လာနိုင်ပါတယ်။မိမိရဲ့ရုပ်ခန္ဓာကိုကြောက်တုံးတွေသဘောထားပါ။ဤခန္ဓာကိုယ်ဒီငါပိုင်ငါဆိုင်တာမဟုတ်ဘူး။အသက်မရှိတဲ့ခန္ဓာကိုမင်းချွတ်လိုက်ရင်နာကျင်မှုကိုမခံစားရတော့တလို့ပဲ။ဤရုပ်ခန္ဓာဒီငါပိုင်တာမဟုတ်ဘူးလို့ယုံ난သဘောကိုခွေးချသိမြင်ပါ နာနေတာကယုတ်သိနေတာကနံယုတ်နဲ့နံသာရှိပါလားလို့ဉာဏ်နဲ့ဆင်ခြင်ပါတတိမလို့ပါစင်နဲ့လေကိုရှူထုတ်လိုက်ပါအောင်လို့နံကခိုင်းလိုက်တာကအကြောင်းယုတ်ကလိတ်လို့ရတာကအကျိုးနံနဲ့ယုတ်ကအကြောင်းအကျိုးဆက်ဆက်နေပါလေလို့အာနာပါနာ ထွက်လေဝင်လေရှုမှတ်ရင်ဉာဏ်မှာသုံးသက်ပေးပါဝင်လေကိုသတိနဲ့ရှုသွင်းထွက်လေကိုသတိနဲ့ရှုထုတ်ပါနာန်ကခိုင်းတာကို ရုပ်ကလေးလုံးနေရတာပါလားလို့ဉာဏ်နဲ့မြင်အောင်ကြည့်ပါနာန်နဲ့ရုပ်ကအကြောင်းနဲ့အကျိုးပါလားလို့ဉာဏ်ဖြင့်သုံးသက်ပါကုသိုလ်လုပ်ချင်တာလေဒီနာန် အကုသိုလ်လုပ်ချင်တာလေဒီနံဒါငါရုပ်ငါနံလူတွေငါ့ကိုပြောတာပဲငါ့ကိုစိုးကားတာပဲလို့မရှုမှတ်ပါနဲ့ငါဆိုတာမရှိပါဘူးရုပ်ကရုပ်သက်သက်နံကနံသက်သက်ပါအခုယောဂီများတတိပဌံပွားများနေကြတာဖြစ်ပါတယ်တတိရှိလာရင်ကုသိုလ်နဲ့အကုသိုလ်ကို ခွဲမြင်လာပါမယ် စိတ်ကိုတင်းပြီးမထားပါနဲ့ဖြေလျှို့ထားပါစိတ်ရှိရှိဇွေးရှိရှိလုပ်ပါဒီအလုတ်ကတီးခံရတဲ့အလုတ်ပါတရားထိုင်ရင်တရားထိုင်ရင် နာကျင်မှုတွေဖြစ်ပေါ်လာမယ်အဲ့ဒီနာကျင်မှုတွေရဲ့အပေါ်တီးခံပါယောဂီများတရားထိုင်နေဆိုတာစိတ်ကိုအောင်းနိုင်အောင်စူးစမ်းနေကြတာဖြစ်ပါတယ်ရှုမှတ်နေရင် ခန္ဓာကိုယ်မှာထုံကျင်ကိတ်ခဲလာတာကကြံတန်းဝေဒနာဖြစ်ပါလေ။နှာသီးဝမှာထွက်လာတဲ့လေကို ရှူမှတ်နေတာကတိမ်မွေ့ဝေဒနာဖြစ်ပါလေ။တိမ်မွေ့ဝေဒနာကိုမှတ်ရတာကပိုခက်ခဲပါလေ။တတိထားပါ။တတိထားပါ။တတိမလို့ပါစင်နဲ့။မိမိရဲ့ခန္ဓာကိုယ်ကို အနိစ္စဒုက္ခ အနတ္တထင်အောင်ရှုမှတ်ပါ။နာကျင်ကြိတ်ခဲတဲ့ဝေဒနာတွေတက်လာတဲ့အခါဝေဒနာတွေက ပိုလိပ်ပြောင်းလဲနေတဲ့အတိထားမိမှာပါ။အဲ့ဒီတော့မိမိရဲ့ခန္ဓာကိုယ်ဟာလေမမြဲပါလား။အနိစ္စသဘောလို့အဲ့လိုလေးသုံးသပ်ပေးပါ။ရုပ်မှာပေါ်လာတဲ့ဝေဒနာကအနိစ္စမမြဲခြင်းမမြဲတာကချမ်းသာမှုမဟုတ်ပါလား။ ဒုက္ခဆင်းရဲခြင်းပါလားဘသူကမှဝင်လုတ်ပေးလို့မရဘူးဘသူကမှမစိုးပိုင်ပါလားအနတ္တအစိုးမရခြင်းပါလားလို့မိမိရဲ့ခန္ဓာပေါ်မှာဉာဏ်ဖြင့်ဆင်ခြင် သုံးသက်ပေးပါယုံနဲ့နံမှာလက္ခဏာရင်၃ပါးရှိနေပါလားလို့မိမိရဲ့စိတ်မှာမြင်အောင်ကြည့်ပါ ရုပ်ကိုကြည့်လို့လေအနိစ္စဒုက္ခအနတ္တပါလားနာမ်ကိုကြည့်လို့လေအနိစ္စဒုက္ခအနတ္တပါလားလို့ဉာဏ်လေးနဲ့သုံးသက်ဆင်ခြင်ပါစိတ်တွေရှုပ်ထွေးနေသည်ဆိုရင်မူလကမ္မထံလို့ခေါ်လဲထွက်လေဝင်လေကိုတတိနဲ့စောင့်ကြည့်ပေးပါတတိကပ်ပြီး နေရာစုံကိုရှုမှတ်ဖန်များလာရင်ကြောက်တုံးကြီးကိုတူနဲ့အကျိန်များစွာထုတော့ကျေမွတ်သွားတယ်လို့ပဲခန္ဓာကိုယ်ကြီးဟာလေအမှုန့်ဖြစ်သွားတယ်အဝတ်စကိုရင်ဆွတ်လိုက်ဆက်ပြန်တိတ်လိမ့်နဲ့အကျဉ်ကျဉ်လောက်တော့အဝတ်ကပန်းရှင်းဖြူစင်သွားတယ်လို့ပဲခန္ဓာကိုယ်ကြီးကလေအညစ်အကြေးတွေထွက်ပြီးတော့ စိတ်တွေကြည်လင်ပြီးရုပ်တွေတန့်စင်လာတယ်တဲ့အာယုံတပါစိတ်မသွားပါစေနဲ့စိတ်တွေရှုပ်ထွေးနေတယ်ဆိုရင်မူလကမ္မထမ်းလို့ခေါ်တဲ့ထွက်လေဝင်လေကိုတတိနဲ့စောင့်ကြည့်ပေးပါအာယုံတပါစိတ်မသွားပါစေနဲ့တခါကြီးတခါမကြီးများစီးဖြန်းအားထုတ်နေတဲ့ အာနာပါနကမ္မထံစီးဖြန်းအားထုတ်မှု10မိနစ်တာကာလအဋိဋ္ဌံပါရမီပြည့်ပါပြီအာလုံးမိမိယူထားတဲ့ဣရိယာပုတ်ကိုဖြေလျှို့နိုင်ပါပြီယောဂီများအာလုံးတန်တရာဝတ်မှယုံထွက်နိုင်ရာနိဗ္ဗာန်ချမ်းသာကိုလွေကူစွာယုံထွက်နိုင်ကြပါစေ။